ဝါတွင်တတ္တယသတင်းပတ်ရဲ့တောက်ကြနေရှမာကုအေဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်28မှ34ထိုအချိန်၌ကျန်တဲ့ဆရာသူသည်ရောက်လာ၍ကိုရောအားပြည့်ညတ်တော်အားလုံးတွင်မြည်သည့်ပြည့်ညတ်သည်အကြီးမြတ်ဆုံးဖြစ်ပါသည်ဟုမေးလျှောက်လေ၏ယေရှုကလည်းအကြီးမြတ်ဆုံးသောပြည့်ညတ်တော်သည်ကား ။အိုအစ္စရာအယ်လူမျိုးနားထောင်လော့။ငါတို့၏ဖျားဖြစ်သောထာဝရဖျားသခင်သည်တဆူတီးသောဖျားဖြစ်တော်မူ၏။တင်းဤရှင်ဖျားသခင်ကိုတင်းနှလုံးကျွမ်းမဲ့စိတ်အားရှိသည်မျှဉာဏ်အားရှိသည်မျှခွန်အားရှိသည်မျှချစ်လော့။ဒုတိယပညာတီကားဤသို့လာ၏။တင်းနှင့်နိစ္စသောသူကိုတင့်ကိုကိုတင်ချစ်တကယ်သူချစ်လောဤပညာတို့ထက်သာ၍ကြီးမြတ်သောပညာမရှိဟူ၍ သူအားဖြေကြတော်မူ၏ထိုအခါကျန်တဲ့ဆရာကမှန်ပါ၏ဆရာသခင် ဟုတ်မှန်သည့်အတိုင်းကိုတော်မိန်တော်မူပါ၏ဖရာသခင်သည်တဆူဒီဖြစ်တော်မူ၍သာဝရဖရာသခင်မှတပါအခြားသောဖရာမရှိပေကိုတော်ကိုနှလုံးကျွင်းမဲ့ညံစွမ်းရှိသည်မြခွန်အားရှိသည်မြချစ်ချင်းနှင့်မိမိနှင့်နီးစပ်သောသူကိုမိမိကိုယ်ကိုချစ်တဲ့သူချစ်ချင်းသည် မိရှုပူဇော်သောရစ်ကောင်များနှင့်ကြစ်ပူဇော်ခြင်းအပေါင်းတို့ထက်ပို၍မြတ်ပါသည်ဟုကိုတော်အားလျှောက်လေ၏ဤသူသည်ပညာတရိနှင့်ဖြေကြားသည်ကိုယေရှုမြင်တော်မူသောအခါသင်သည်ဖျားသခင်၏နိုင်ငံတော်နှင့်ဝေးလာသည်မဟုတ်ဟု သူအားမိန်တော်မူ၏ထိုနောက်မြည်သူမြတ်ကိုတော်ကိုမေခွန်းမမေဝွန်တော်ချေ ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီ The meaning of conversion ပြောင်းလဲခြင်းရဲ့အဓိပ္ပာယ် Conversion means seeking God ပြောင်းလဲခြင်းဆိုဒီမှာဖျားသခင်ကို စတင်ရှာဖွေနေခြင်းကို ဆိုလိုပါတယ်ဒီနေ့ထောက်ရှုခြင်းတွေကိုရမင်းကြီးပပပနေတဲ့ ကြောင်းလဲခြင်းနဲ့ပတ်သက်တဲ့ထောက်ရှိချက်တွေနဲ့စတင်လိုပါတယ်။ကြောင်းလဲခြင်းကျွန်တော်တို့မကြာခဏကြားနေကြတဲ့ကြောင်းလဲခြင်းဆိုတဲ့အရာဟာဘယ်အရာလဲဆိုရင်ဖျားသခင်ကို စတင်ရှာဖွေနေတဲ့အရာလို့အတိတ်ပဲဖွင့်လို့ရပါတယ်။ဒီပုဂ္ဂိုလ်တယောက်ဟာဖျားသခင်ကိုစပြီးရှာပြီးနိုင်ငံတော်ကိုစပြီးရှာဖွေနေပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာကြောင်းလဲခြင်းရဲ့ လမ်းပေါ်ကိုရောက်နေပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်။နောက်အတဲ့ဘက်တစ်ခုကတော့ပြောင်းလဲခြင်းဆိုဒီမှာဖျားသခင်တည်ရှိနေပါတယ်ဆိုတဲ့အချက်ပေါ်မှာပျော်ရွှင်နေခြင်းပဲဖြစ်ပါတယ်။ဖျားသခင်ဘဝထဲမှာတော့လကောက်ဖွဲ့စည်းတွေ့နိုင်တော့လကောက်ကိုယ့်ရဲ့အသက်တာနိုင်တော့လကောက်တည်ရှိနေပြီဆိုတဲ့ယုံကြည်ချက်ပေါ်မူတည်ပြီးရရှိလာတဲ့ပျော်ရွှင်ခြင်းပဲဖြစ်ပါတယ်။ဒါဟာပြောင်းလဲခြင်းအတိတ်ပဲ။ ပြောင်းလဲခြင်းဆိုရဟာဖျားသခင်ငါကိုဂယုတတိုက်ရှိနေပါတယ်ဆိုတဲ့အချက်ကိုယုံကြည်နေခြင်းလည်းပဲဖြစ်ပါတယ်ဖျားသခင်ကျွန်တော်တို့ကိုဂယုဆိုင်နေတယ်ပြစ်မထားဘူးပြစ်ထားတယ်လို့ထင်ရတဲ့အချိန်တိတ်ဆိတ်နေတယ်လို့ထင်ရတဲ့အချိန်မောင်နေတဲ့အချိန်မှာတော့မှသူဟာကျွန်တော်တို့နားမလည်နိုင်တဲ့နေနဲ့နဲ့နဲ့စွာတည်ရှိနေပါတယ်ဒီချက်ကိုယုံကြည်နေခြင်းအဖြစ် ကျွန်တော်တို့ပျော်ရွှင်မှုကိုရရှိပါတယ်။ကြီးစွာသောနှစ်သိမ့်ခြင်းကိုရရှိပြီးဒါဟာပြောင်းလဲခြင်းဖြစ်ကျွန်တော်တို့အတိတ်ပဲဖွင့်ဆိုနိုင်ပါတယ်။နောက်ပြောင်းလဲခြင်းဆိုတဲ့အတိတ်ပဲတခုကတော့ချင်းချင်းကိုချစ်ချင်းမေတ္တာပြနိုင်ခြင်းပဲဖြစ်ပါတယ်။ချင်းချင်းကိုချစ်ချင်းမေတ္တာပြနိုင်တယ်။ချစ်လာနိုင်တယ်။ခုနယုံကြည်ချက်ပေါ်မူတည်ပြီးဖျားသခင်တကယ်ရှိပါတယ်ဆိုတဲ့အချက်ကိုယုံကြည်ပြီးဖျားသခင်ကျွန်တော်တို့ကိုတကယ်လည်းပဲဂရုစိုက်နေတယ်ဆိုတဲ့အချက်ပေါ် ယုံကြည်ပြီးအချင်းချင်းနဲ့ဂယုဆိုင်ရမယ်ဆိုတဲ့အသိစိတ်နဲ့ဂယုဆက်တစားရှိနေတဲ့ပုံကိုဟာပြောင်းလဲနေတဲ့ပုံကိုလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ကျောင်းဒီနေ့ကျမ်းစာမှာကြားတဲ့ပထမကျမ်းမှာပြောင်းလဲခြင်းစီကိုခေါ်တော်မူတယ်။တကယ်ပြောင်းလဲခြင်းဟာဖျားသခင်ကိုယ်တိုင်အစာပြုတဲ့အရာဖြစ်ပြီးဖျားသခင်ကနေပြောင်းလဲအဆုံးသတ်ပေးတဲ့အရာဖြစ်တယ်။တကယ်ပြောင်းလဲ လာတဲ့ပုဂ္ဂိုလ်ဟာအတွင်းသက်နှစ်သိဉ္ဇဉ်ကိုရရှိဖို့အတွက်ခေါ်တော်မူခြင်းခံရတဲ့ဆိုတဲ့အချက်ကိုကျွန်တော်တို့မှတ်သားကြမှာဖြစ်ပါတယ်။အင်္ဂလိပ်ကျမ်းမှာလည်းဒီတိုင်းမှာပဲနိုင်ငံတော်ကိုရှာဖွေနေတယ်။ဒါပေမဲ့ဖျားသခင်အနီးအနားမှာ ရှိနေပြီ။နိုင်ငံတော်ရှိနေပြီဆိုတဲ့အချက်ကိုတော့မေ့နေပါတယ်။သူလှုပ်တတ်တဲ့လှုပ်ရမယ့်ပြည်ညတော်စောင့်ထင်းခြင်းနဲ့ဒီတစ်ခုတည်းနဲ့လှုပ်ဖို့ကြိုးစားနေခြင်း ဖြစ်ပါတယ်။ဒီတစ်ခုတည်းနဲ့လှုပ်ယူလို့ မလုံလောက်သေးပါဘူးပညာတော်တွေချင်းဝတ်တွေကိုကိုယ်စိတ်ညာစွာရှိသည်မှာအကုန်လုံးနဲ့အာတုံခွန်ဆိုင်ဖြည့်စည်ဆောင်ရွက်ကြမှာလည်းပဲဖြစ်ပါတယ်ဒါပေမဲ့တတ်ထက်ဖို့အရေးကြီးသေးတဲ့တစ်ချက်လည်းရှိပါသေးတယ်အဲ့ဒီချက်ကတော့ဖြတ်ထင်ကိုယ်တိုင်လာပေးနေတယ်သူကိုယ်တိုင်ပြီးနောက်မှရှိလာပြီးနိုင်ငံတော်ကိုလာပြီးတော့ပေးရခြင်းရှိတယ်ဒီဟာကိုလက်ခံနိုင်ဖို့အနေထားအစင်းနေရှိနေကြမယ်ဆိုတဲ့အချက်လည်းပဲ ါဝင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီချက်တွေကို ပြန်စဉ်းစားရင်းပြောင်းလဲခြင်းဆိုတာဘာလဲ။ငါအမှန်တကယ်ပြောင်းလဲနေပြီလားဆိုတဲ့ချက်တွေကိုဒီချက်တွေပေါ်မူတည်ပြီးတော့ထောက်ရှုစဉ်းစားကြပါစို့။တပည့်တော်တို့ကတနေ့တခြားပြောင်းလဲနိုင်ရန်ကျေးဇူးတော်ကိုပေးသနာတော်မူပါ။